်မင်္ဂလာပါရှင်ခတိညူသတင်းဌာနရဲ့ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါရမရှင်မိထီလာမျိုးတွင်ကင်းလက်နေတဲ့ရဲကားကိုလက်ပစ်ပုံးပစ်တင်းတိုက်ခိုက်မှုဖြစ်ပွားပြီးရဲနှုတ်သေးဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမိထီလာမျိုးရဲကင်းလက်နေတဲ့ရဲကားကိုလက်ပစ်ပုံးပြစ်တင်တိုက်ခိုက်ခဲ့ရာရဲနှစ်ဦးတေဆုံးခဲ့ကြောင်းစာရန်ညူကြီးအဖွဲ့မှတာဝန်ရှိသူတို့ကခုလိုပဲပြောဆိုထားပါတယ် ယမန်နေ့အော်တိုဘားလ12ရက်နေ့နနက်7:00နာရီခန့်တွင်မိထီလာမြို့အနောက်ဘက်မှကင်းနေပြီးပြန်လာသောရဲကားဟာမြို့ရင်းသို့ပြန်ဝင်လောက်လာခြင်းပညာရေးတက္ကသိုလ်အနည်းလက်ပစ်ပုံပစ်သွင်းတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုအတွင်းရဲနှအုပ်ပွဲချင်းပြီးတည်ဆုံပြီးတိကိုက်တရားရရှိသူများပြားကြောင်းတိကိုက်တရားရရှိခဲ့သောရဲများကိုမက်တီလာစေယုံတို့ပို့ဆောင်ကအရေးပေါ်ကူတာနေကြောင်းသိရှိရပါသည် ရဲခွေကားကမိထီလာမျိုးအနောက်ဘက်ရွာမှာကင်းပတ်ပြန်လာပြီးမြို့ရင်းပြန်ဝင်လာချိန်မှာကျွန်တော်တို့ Silent UG အဖွဲ့က၄ရက်ကြာစောင့်စားပြီးမနေ့နနက်၁၇နာရီလောက်မှာပညာရေးတက္ကသိုလ်အနီးရောင်လက်ပစ်ပုံးပြည်တွင်တက်ခိုက်ခဲ့တာပါရဲခွေးနှကောင်ကတော့ပွဲချင်းပြီးတည်ဆုံနေကြံရဲခွေးတွေကတော့ထိခိုက်ဒဏ်ရာရပြီးစစ်ရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ် အဆိုပါတိုက်ခိုက်မှုကိုစာရဲညူကြီးအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတွလန်းရဲဘော်များအထီးကိုက်မရှိပြန်လည်ဆောက်ခွာနိုင်ခဲ့ကြောင်းခုလိုပဲသိရှိရပါတယ်ရှင်။ဆလဘီဟာကမြို့နယ်ဗန်ဟာရွာစာတင်ကျောင်းကိုစစ်တပ်ကလေးရင်နဲ့ဘုံတဲတိုက်ခိုက်မှုဖြစ်ပွားပြီးကျောင်းသားနှစ်ဦးသေဆုံးကကျောင်းသားတချို့ပျောက်ဆုံးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ချင်းမီနယ်ဟာကားမျိုးနဲ့ဗန်ဟာရွာစတင်ကြောင်းကိုအကျန်းဖက်စစ်တပ်ကလေရင်နဲ့ဘုံတဲတိုက်ခတ်ခဲ့ခြင်းကြောင့်ကျောင်းသားနှုတ်ဦးသေဆုံးပြီးကျောင်းသားတချို့ပျောက်ဆုံးနေကြောင်း CDF ဟာကားနဲ့ပြည်သူများက ခုလိုပဲပြောဆိုထားပါတယ်ယနေ့အော်တိုဘားလ7ရက်နေ့နံနက်10:30မိနစ်ခန့်တွင်အကျန်းဖတ်စစ်တပ်ကဗန်ဟာရွာစာတင်ကျောင်းကို Jet Fighter နှင့်ဗုံးကြဲတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အဂျပန်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွေ့ကျောင်းသား၂ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသေဆုံးသွားသောကျောင်းသား၂ဦးဟာအသက်၁၀နှစ်အရွယ်ကလေးများဖြစ်ပြီးပျောက်ဆုံးနေသောကျောင်းသားတချို့လည်းဆက်လက်ရှာဖွေနေကြောင်းသိရှိရပါတယ်။သေဆုံးသွားတဲ့ကျောင်းသား၂ဦးက၃နှစ်နဲ့၅နှစ်အရွယ်ကလေးငယ်တွေပါ။လေကျောင်းတိုက်ခိုက်မှုအတွေ့မှာလည်းပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သိရပါတယ်။ပျောက်ဆုံးနေသူတွေကိုတော့ဆက်လက်ရှာဖွေနေပါတယ်လို့ဒေသခံပြည်သူတို့ကခုလိုပဲပြောဆိုထားပါတယ်။ အဆိုပါလေကျောင်းတက်ခိုက်မှုအတွင်ကျောင်းသားကျောင်းသူများထိခိုက်သေးဆုံးမှုရှိကြောင်းကို CDF ဟာကကဗလင်းအတီးပြူပြောဆိုတော့လေတေဆုံးသူအရေးအတွက်ကိုပြောဆိုခြင်းမရှိသေးကြောင်းအခုလိုပဲသိရှိရပါတယ်ရှင်။တဝယ်မျိုးဝင်ကြီးအင်ယာခလာရတရလေးတရဲနဲ့ရေဖြူမျိုးမရဲစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းတဝဲမြို့ဝင်းကြီးအင်ယာခလာရတရားလေးတရင်နဲ့ရေဖြူမြို့မှာရေစကန်တို့ကိုဒရုန်းနဲ့ပုံတဲတက်ခတ်ခဲ့ကြတဲ့ တူရကစစ်တောင်းကခုလိုပဲပြောဆိုထားပါတယ်။အော်တိုဘာလ9ရက်နေ့မွန်လယ်12နာရီခန့်တွင်ရေဖြူမြို့နယ်မြို့မရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းနဲ့ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။အလားတူယင်းနေ့ညနေ၄နာရီကျော်ခန့်နဲ့တဝဲမြို့ဝင်ကြီးအင်ယာအတွင်တက်ဆွဲနေထိုင်သောအကြမ်းဖက်စစ်သားများကိုလည်း ဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ဒါအပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်းလုံးမြို့နယ်ခလာရတရလေးတရင်ကိုလည်းတော်လန်ရင်တပ်ဖွဲ့များကဒရုန်းနဲ့ထပ်မံဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLNE တူရကစစ်ကြောင်း drone တင်းနဲ့ DEF drone တင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့လက်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများအားအရှိန်ဟိုတိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတလင်းတိုင်းအတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းချက်လက်များကိုလိုက်နာကြင်ကြံကြပါရန်နှင့် တော်လန်ရင်နဲ့စီရေးရှင်မြင်လာတဲ့နဲ့အများပြည်သူဘက်ကအမှန်တရားပဲရည်တည်လိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကို ပြည်သူရင်ခွေကိုလုံး၍အမြန်ဆုံးပူးပေါင်းပေးကြရန်ဒရဂစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ဆလဘီစတာလင်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိတယ်လို့စင်ကူမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံပြီးစီကံချိုးဖောက်သူများကိုလည်းအရေးယူသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီလောက်ရှိ စင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အာကာက၎င်းတို့ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ PDFSK Starlin Internet တင်စီရေးကိစ္စရဲ့တခုတွင်ပြည်သူ့အပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံမိအတိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အော်တိုဘားလ12ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါသည် ယမန်နေ့အော်တိုဝါလာ၁၇ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရာတွင်စီကံချိုးဖောက်တဲ့နေတအိမ်မှာ Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နေခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အာအာကရဲ့ထုတ်ပြန်ချက်တွင်ပါရှိပါသည် စင်ကူးမျိုးနဲ့အာကာဟာလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနှင့်လေကြောင်းတက်ခတ်မှုများခက်ဆက်ဆိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink Internet အသုံးပြုမှုများကိုမတ်လ16ရက်နေ့မှစတင်ပြီးစီစစ်ကြက်မှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်ပါသည်ဖြစ်စဉ်ဖြစ်ပေါ်တဲ့နေ့တွင်စီမင်းစီကဲနဲ့အညီအသုံးမပြုတဲ့ Starlink Internet ကိုတင်စီရဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပူးပေါင်းအင်အား၅ဦးကတွားရောက်ခဲ့ပါတယ်။ အဆိုပါသွားရောက်စဉ်စီကံချိုးဖောက်တဲ့နေအိမ်မှာတာဝန်ရှိသူတာဝန်ရှိသူတဦးကကိုရိုင်းလာရောက် တင်စီမှာလက်ခံမိဖြစ်ကြောင်းပြန်လည်ခြေပပြောဆိုခဲ့ပြီးအာကဥက္ကဋ္ဌရဲ့ညွန်ကြားချက်နဲ့တာဝန်ရှိသူတဦးနဲ့ပူးပေါင်းအင်အားဆက်နဦးကထက်မှန်သွားရောက်ခဲ့ရမှာဗီဒီယိုဖိုင်နဲ့ပါဝင်တဲ့အငင်းပွားမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ကနေဦးရင်တာဝန်ကျရဲဘော်များဟာကောင်းမွန်ကြေလည်စွာရှင်းပြပြီးတော့မှပြဿနာအခြေအတင်မဖြစ်ပွားစေရတဲ့ဥတီဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတာဝန်ကျရဲဘော်များဘက်ကလည်းပြည်သူလူထုအပေါ်ဆက်ဆံပြုမှုနဲ့စီကဲနဲ့ကြက်ဝင်များကိုချိုးဖောက်ပြီးစိတ်လိုက်မှန်မှာပြုမှုများနဲ့ပြန်လည်တုံ့ပြန်မိဟုဆိုကစိတ်မကောင်းပွဲရာတွေ့ရှိရတယ်လို့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အားကမှခုလိုပဲဝန်ခံပြောဆိုထားပါတယ်။စင်ကူမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အဆိုပါကျင့်ဝတ်ဖောက်ဖျက်မှုများအတွက်တာဝန်ကျရဲဘော်များကိုထိုက်တဲ့နဲ့တတိပေးအေးအေးယူမှုများကိုတတိယဆောင်ရွက်သွားမည်ဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။ဒါပြင်စီကန်ချိုးပေါက်တဲ့ Starlink Internet ဆက်ပိုင်းရှင်ကိုလည်းထုတ်ပြန်ချမှတ်တာနဲ့စီမင်းစီကန်အတိုင်းအေးအေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။စင်ကူမျိုးနဲ့အာကာအနေနဲ့ယခုဖြစ်စဉ်အတွက်အများပြည်သူလူထုစိတ်အနှောင့်အယှက်ဖြစ်ရတာကိုများစွာစိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းနဲ့နောက်နောက်ယခုကဲ့သို့ဖြစ်စဉ်များထပ်မံဖြစ်မပွားစေရတဲ့အတူအလေးပေးစက်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခုလိုပဲထုတ်ပြန်တင်ညာခဲ့ပါရရှင်။တဝဲမျိုးဝင်ကြီးအင်ယာခလာရတရလေးတရဲနဲ့ရေဖြူမျိုးမရဲစကန်တို့ကိုဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်လိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းတဝဲမြို့ဝင်းကြီးအင်ယာခလာရတရလေးတရင်နဲ့ရေဖြူမြို့မှာရေစကန်တို့ကိုဒရုန်းနဲ့ပုံတဲတက်ခတ်ခဲ့ကြတူရကစစ်ကြောင်းကခုလိုပဲပြောဆိုထားပါရယ် အော်တိုဘားလ9ရက်နေ့မွန်လယ်12နာရီခန့်တွင်ရေဖြူမြို့နယ်မြို့မရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းနှင့်ပုံကျဲတိုက်ခတ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။အလားတူယင်းနေ့ညနေ4နာရီကျော်ခန့်တွင်တဝဲမြို့ဝင်းကြီးအင်ယာအတွင်တက်ဆွဲနေထိုင်သောအကြံဖက်စစ်သားများကိုလည်းဒရုန်းနှင့်ထပ်မံပုံကျဲတိုက်ခတ်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါသည်။ ဒါအပြင်အော်တိုဘားလ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်းလုံးမြို့နယ်ခလာရတရလေးတရင်ကိုလည်းတော်လန်ရင်တပ်ဖွဲ့များကဒရုန်းနဲ့ထက်မဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုတဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLNE တူရကစစ်ကြောင်း drone တင်းနဲ့ DEF drone တင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ပြည်သူများအနေနဲ့လက်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်ရေးများအားအရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးတလင်းတိုင်းအတိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအသုံးပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းချက်လက်များကို လိုက်နာကြင်ကြံကြပါရန်နှင့် တော်လန်ရင်နဲ့စီရေးရှင်မြင်လာတဲ့အနေအများပြည်သူဘက်ကအမှန်တရားဘက်ရက်တိလိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကို ပြည်သူရင်ခွင်ကိုလုံ၍အမြန်ဆုံးပူးပေါင်းပေးကြရန်ဒရဂစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်လိုက်ကြောင်းသိရှိရပါတယ်ရှင်။ဆလဘီစတာလင်ကိစ္စအငင်းပွားမှုတွင် NUG ရဲဘော်များကျင်းဝတ်ချိုးဖောက်မှုရှိတယ်လို့စင်ကူမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဝန်ခံပြီးစကန်ချိုးဖောက်သူများကိုလည်းအရေးယူသွားမည်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လောက်ရှိစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့အားကက၎င်းတို့ရဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များ PDFSG Starlink Internet သင်စီရေးကိစ္စရဲ့တခုတွင်ပြည်သူအပေါ်ဆက်ဆံရေးကျင့်ဝတ်များကိုချိုးဖောက်ခဲ့ကြောင်းဝန်ခံမိအတိပေးအရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းယနေ့အော်တိုဝါလာ၁၂ရက်တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယမန်နေ့အော်တိုဘာလ17ရက်နေ့နေ့လယ်ပိုင်းကစင်ကူးမြို့နယ်အတွင်းရှိကျေးရွာတရာတွင်စီကံချိုးဖောက်တဲ့နေတိမ်မှာ Starlink Internet သိမ်းဆည်းရေးဖြစ်စဉ်ဟာလူမှုကွန်ရက်ပေါ်တွင်ရုတ်တံအဖြစ်ပြန့်နေခဲ့ပြီးအဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်းစင်ကူးမြို့နယ်အာကာရဲ့ထုတ်ပြန်ချက်တွင်ပါရှိပါသည် စင်ကူးမျိုးနဲ့အာကာဟာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင်သတင်းပေါက်ကြားမှုနဲ့လေကြောင်းတက်ခတ်မှုများခက်ဆက်ဆိတ်ဖြစ်ပွားနေခြင်းကြောင့် Starlink Internet အသုံးပြုမှုများကိုမက်စလာ16ရက်နေ့မှစတင်ပြီးစီစစ်ကြက်မှတ်ရန်စီကံများထုတ်ပြန်ထားပြီးဖြစ်ပါတယ်။